မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာလောကကျော်ချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါဒီကနေ့တင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအလေးတွေကတော့တခုနဲ့တခုဆက်ဆက်နေတဲ့ညမရဲ့အရေးကြီးတဲ့ခြေနေ၃ရက်ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဆီယနာသိမ်းမွေးရဲ့ဓာတ်ရဲ့အကျိုးဆက်ဖြစ်မြန်မာနိုင်ငံရဲ့စီးပွားရေးဘလောက်ထိပြိုလဲသွားပြီလဲဆိုတာကိုကုလသမဂ္ဂရဲ့တုံ့လုံဖွဲ့အားစီရင်ခံစာနဲ့တူတင်ဆက်ပေးပါမယ်ဒုတိယအနေနဲ့အဲ့လိုနိုင်ငံနဲ့ပြည်သူကိုဒုက္ခပင်လဲဝေစေခဲ့တဲ့လောက်ရက်တွေအတွက်တရားမျှတမှုရရှိရေး နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကနေအကြမ်းဖက်စစ်ကောင်းဆောင်ကိုဖမ်းရန်ထုတ်ပေးဖို့တမ်မကြီးဦးကျော်မိုးထွန်းရဲ့ကုလသမဂ္ဂမှာပြက်ပြက်တသားတောင်းဆိုခဲ့တဲ့အကြောင်းကိုတင်ပြပေးသွားမှာပါ။နောက်ဆုံးအနေနဲ့ကတော့အဲ့လိုနိုင်ငံတကာဥပဒေစာဝင်တွေလဲပတ်နေချိန်မှာပြည်သူတွေရဲ့ယင်တဲ့ကနာကြီးမှုတွေမခံမရနိုင်ဖြစ်မှုတွေကိုဘလို့နီးလန်းအနေနဲ့ဖော်ထုတ်နေကြတဲ့ဆိုတာကိုပြသနေတဲ့အကြမ်းဖက်စစ်ကောင်းဆောင်ရဲ့နမည်ပြောင်းမာအလာဆိုတဲ့အတုံးနှုတ်ဘယ်ကနေဘလို့စတင်ခဲ့တဲ့လဲဆိုတဲ့မတ်ပန်ဆယ်လို့ရဲ့ရေးသားချက်နဲ့တူ တင်ဆက်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကုလသမဂ္ဂရဲ့စီရင်ခန်းစာကိုကြည့်လိုက်အောင်ပါဒီစီရင်ခန်းစာဟာကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးဖော်ကာတက်ကနေတင်သွင်းခဲ့တာဖြစ်ပြီးဆီယာနာသိမ်းမှုကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးဟာအမေရိကန်ဒေါ်လာ63.6ဘီလီယံဒေါ်လာဘီလီယံ60ကျော်ဆုံးရှုံးခဲ့လို့ဖော်ပြထားပါတယ်ဒီပမာဏဟာဘယ်လောက်တောင်ကြီးမားလဲဆိုရင်နိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးကိုနောက်ပြန်ဆွဲချလိုက်တယ်လို့ပါပဲကိုဗစ်မတိုင်ခင်အခြေအနေကိုပြန်ရောက်ဖို့2028ခုနှစ်ထိတောင်မျှော်လင့်လို့မရတော့ဘူးလို့လည်းဆိုပါတယ် ဒီကိန်းကနန်တွေဟာဆာရွက်ပေါ်ကကိန်းကနန်တွေတသက်မဟုတ်ပဲမြမပြည်သူတွေရဲ့နေစဉ်ဘဝတွေကအပူမီးတွေကိုထင်ဟပ်နေတာပဲဖြစ်ပါတယ်။အစီအခံစားရနိုင်ငံရဲ့ကျွေးမိဟာ60နှစ်ရာခိုင်နှုန်းထိတိုးလာခဲ့သလိုပြည်သူလူတွေရဲ့ထက်ဝက်ကျော်ဟာစင်းရဲမွဲတင်မှုစံတော့အောင်မှနေထိုင်နေကြပါတယ်။ဒါပြင်မြမကျန်ွေတန်ဖိုးက90ရာခိုင်နှုန်းထိကြာဆင်းသွားပြီးကိုယ်စင်းတို့က30ရာခိုင်နှုန်းထိမြင့်တက်လာတာကြောင့်ပြည်သူတွေဟာခြေကန်စားတောက်ကုန်ဖိုးကိုတော့မနေ့ရုံးကန်နေရတဲ့ချင်းတွေကိုတွန်းပို့ခံခဲ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကိုအစိုးရခန္ဓာကထောက်ပြထားတာကတော့စစ်တပ်ပြည်သူဝန်ဆောင်မှုတွေစားစစ်30ကိုတဦးစားပေးတုံးဆွဲနေပြီးနိုင်ငံရဲ့ဗန်နာငွေနဲ့တင်ရန်စာတောက်တွေကိုထိန်းချုပ်ပြီးသူတို့ရဲ့အာဏာတည်မြဲရေးတပ်တာအုံပြုနေလို့ပဲဖြစ်ပါတယ်။ကြောက်ရင်တော့စစ်တပ်ကပိုချမ်းသာလာပြီးပြည်သူတွေကပိုဆင်းရဲသွင်းနှက်လာတယ်ဆိုတဲ့အချက်ကိုဒီအစိုးရခန္ဓာကမိမောင်းထိုးပြနေတာပါပဲ။ဒီလိုနိုင်ငံနဲ့ပြည်သူကိုဆင်းရဲသွင်းနှက်စေတဲ့လုပ်ရက်တွေအတွက်တာဝန်ခံမှုတာဝန်ယူမှုရှိလာရေးနိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေကလည်းတစ်ဖက်မှာအားကောင်းလာနေပါတယ်။ အဲ့ဒါကတော့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းရဲ့တောင်းဆိုချက်ပါပဲသူကကုလသမဂ္ဂညီလာခံမှာစေကောင်းဆောင်မင်းအောင်လှိုင်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကနေအချိန်မီဖန်ရန်ထုတ်ပေးဖို့တရားဝင်တောင်းဆိုလိုက်ပါတယ်ဒီတောင်းဆိုမှုကတော့ဇွန်လ25ရက်နေ့ကအမေရိကန်ပြည်တော်စုနယူးယောက်မြို့မှာရှိတယ်ကုလသမဂ္ဂဌာနချုပ်မှာကျင်းပခဲ့တဲ့အထူးစည်းဝေးတစ်ခုမှာတန်မကြီးကပြောကြားခဲ့တာဖြစ်ပါတယ်အဲ့ဒီစည်းဝေးဟာကာကွယ်ပေးရန်တာဝန်ရှိမှုဒါမှမဟုတ်အာတူးပြီလို့ခေါ်တယ် အခြေခံမူနဲ့ပတ်သက်ပြီးကျင်းပတဲ့စည်းဝေးတစ်ခုလည်းဖြစ်ပါတယ်။အဲဒီမှာတန်မကြီးကဘာကိုအဓိကထားပြောသွားလဲဆိုရင်မြန်မာနိုင်ငံမှာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေရဲ့တရားခံဖြစ်တဲ့မင်းအောင်လိုင်ကို ICC ရှေ့နေကဝရမ်းလျှောက်ထားတာကိုကြိုးဆိုကြောင်းဒါပေမဲ့ဒီဖန်ဝရမ်းကိုအချိန်မီအမြန်ဆုံးထုတ်ပေးဖို့လိုအပ်ကြောင်းအလေးနဲ့တိုက်တွန်းခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုလုံးမသာမြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုအကြမ်းဖက်စစ်တပ်ရာဇဝတ်မှုတွေကနေကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့သူကဆိုပါတယ်။ ထားပြင်တမန်ကြီးကမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုလည်းနိုင်ငံတကာကိုခုလိုပဲအသိပေးခဲ့ပါတယ်။စေအိုဆိုဟာပြည်တွင်းတရားဥပဒေစိုးမိုးမှုကိုဖျက်ဆီးထားပြီးပြည်သူတွေပေါ်အကြမ်းဖက်မှုတွေကိုစနစ်တကျကျူးလွန်နေတာဟာလူ့အသက်နဲ့နိုင်ငံတကာဥပဒေတွေကိုလုံးဝလေးမထားကြောင်းပြသနေရပဲဖြစ်တယ်လို့ဆိုပါတယ်။အသိပြုထားတဲ့စင်းတွေရစေအိုဆိုရဲ့ရက်ဆက်စွာတပ်ဖြတ်မှုကြောင့်တည်ဆုံးရတဲ့ပြည်သူဥယျာဉ်ဟာ6800ကျော်ရှိပြီးတကယ်ကိန်းကနဲအမှန်ကဒီထက်ပိုများနိုင်တယ်လို့လည်းသူကထည့်သွင်းပြောကြခဲ့ပါတယ်။လူသားချင်းစာနာမှုအခြေအနေကလည်းအလွန်ဆိုးရွားနေပြီး လူရဲ့သုံးသန်းခွဲကျော်နေရစွန့်ခွာနေရကလူရဲ့တန်း30ကျော်ဟာအရေးပေါ်ကူညီတွေလိုအပ်နေလို့ဆိုပါရယ်။တမန်ကြီးကဒီနေရာမှာရေးကြည့်တဲ့အချက်တခုကိုထပ်မံထောက်ပြသွားပါသေးတယ်။အဲ့ဒါကတော့အာတူပီလို့ခေါ်တဲ့ကာကွယ်ပေးရန်တာဝန်ရှိမှုဆိုတဲ့စီးမြင့်မဲ့ဖြစ်ပါရယ်။ဒီစီးမြင့်ရနိုင်ငံတကာနိုင်ငံကသူ့ပြည်သူတွေကိုမကာကွယ်နိုင်ရင်ဒါမှမဟုတ်သူကိုယ်တိုင်ကပြစ်မှုကျူးလွန်သူဖြစ်နေရင်နိုင်ငံတကာတိုင်ဝမ်မှာစူပေါင်းရေးယူဖို့တာဝန်ရှိတယ်ဆိုတဲ့အချက်ပါပဲ။မြန်မာနိုင်ငံရဲ့အခြေအနေဟာဒီစီးမြင့်ကိုကောင်းထည့်ဖော်ဖို့ က်ကွက်နေတဲ့ကြေကွဲစရာဥပမာတစ်ခုဖြစ်နေရလို့လဲသူကဆိုပါတယ်။ဒါကြောင့်တန်မတ်ကြီးကနိုင်ငံတကာအတိုင်ဝန်အထူးသဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတုံဆိုင်မနေပဲစူပေါင်းရေးယူမှုတွေလှုံ့ဆော်မှုအလေးနဲ့တိုက်တွန်းခဲ့ပါတယ်။အထူးသဖြင့်စစ်တပ်စီကိုလက်နက်လေရင်စီနဲ့ငွေကြေးစည်းစိမ်မှုတွေကိုချက်ချင်းရပ်တန့်ပစ်ဖို့လိုအပ်တယ်လို့လဲသူကထပ်လောင်းတောင်းဆိုခဲ့ပါတယ်။အချို့အပြင်ပြောရရင်တော့တန်မတ်ကြီးဦးကျော်မိုးထွန်းရဲ့ဒီတောင်းဆိုချက်တွေဟာမြမရေးနဲ့ပတ်သက်ပြီးတည်တံကင်းလို့ခွင့်ကိုအဆုံးသတ်ဖို့နဲ့တရားမျှတမှုဖော်ဆောင်ပေးဖို့ နိုင်ငံတကာတိုင်ဝမ်ကိုအလေးနဲ့သုံးအားပေးလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုနိုင်ငံတကာရဲ့တရားဥပဒေဆက်ဝန်းတွေကနှေးကွေးနေချိန်မှာပြည်သူတွေရဲ့ရင်ထဲကမျက်ဒေါသနဲ့မခံမရနိုင်မှုတွေကိုတော့နေ့စဉ်သုံးစကားလုံးတွေကနေသင်းပေါ်ထုတ်နေကြတာကိုလည်းတွေ့ရပါတယ်ခင်ဗျာဒီထဲမှာအထင်ရှားဆုံးကတော့စစ်ကောင်းဆောင်ကိုရည်ညွှန်းသုံးဆွဲနေကြတဲ့မအားလာဆိုတဲ့အတုံးလုံးပါပဲဒီအတုံးလုံးဘယ်ကနေစတင်ခဲ့တဲ့လဲဆိုတာကိုစာရေးဆရာမမတ်ပတ်ဆယ်လိုကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာခုလိုပဲရေးသားထားပါတယ်နမယ်နဲ့လူနဲ့ဟက်နေရပဲဆိုတာ မယောင်လိုက်မအစစ်ဒီလောက်ပေးစရာနမဲတသန်းခွက်လောက်ကြားတွေကနေမယောင်လိုက်မအားလာရေလို့အသိတပေါင်းနမိတ်ဆောင်ပြီးမိဘတွေကခက်ခက်ခဲရှာနမဲပေးထားတာမမရပြောရင်မယောင်လိုက်ကိုဆိုရှယ်မီဒီယာမှာမအားလာလို့လူသိရှင်ကြားစခေါ်တာငါလေးပဲ2015ဝင်းချင်းစောက်ဘူးကခွေးတယုတ်မပေါ်သေးချိန်ဆိုတော့သူတို့ရဲ့တက်ချုပ်ကြီးကိုမအားလာလို့ခေါ်ရကောင်းလားဆိုပြီးအသိန်းနာကြတဲ့စစ်ခွေးတအုပ်ရဲ့တိုင်းပြည်ကြီးကဲကိုမအားလာလို့နန်စားသုံးတာရိုင်းချောင်း တရားပြကြတဲ့ဒီမိုကရေစီလိုလားသူပေါင်းသူတော်ကောင်းတို့ရဲ့ကမိမိပံကိုဝိုင်းကြိတ်ကြပြောကြဆဲကြပေါ့ကိုကတော့ခက်တိတိပဲ60ယောက်ကကြီးကြောက်လို့လေနင်တို့ပါနမဲဒဲရင်အဖမ်းခံရမှလေမေးအောင်လိုက်မို့အတူကောင်းနေနဲ့မာလာခေါ်ရလေမကြိုက်ရင်နင်တို့ပါကိုနမဲပြောင်းခိုင်းနေဆိုပြီးပြန်ကတ်တာစောက်ဖို့ဘောမတို့ဆွတ်ဆွတ်ခုံနေတာပဲသူတို့ပထွေးနမဲကကိုအော်တိုမာလာဖြစ်နေရဆိုတော့နာရာခံကတ်ကြည့်ပေါ့2021နောက်ပိုင်းမှာတော့မာလာကိစ္စကတနင်္ဂနွေလုံးကူးဆက်ပြီးနိုင်ငံကျော်ယုံမကကဘာပါကျော်တာ ကုံကုံပြောရင် AI တော်သိတယ်ဘလောက်တောင်လဲဆိုရင်ကွာမအေလို့ဆိုတဲ့စကားလုံးကိုမူပိုင်းရာတပ်ပန်ကန်ထွက်ယူလိုက်တယ်လို့မျိုးမေလို့လို့ပြောလိုက်ရင်မေအောင်လိုက်မျက်ခွက်တန်းမြင်တာတကယ်မေလို့တွေအောင်မေလို့လို့ပြောလိုက်ရင်မေအောင်လိုက်တော့မအေမလို့ဘူးဖြစ်နေတာတကယ်မေလို့စစ်တယ်တော့မေအောင်လိုက်ကိုမကြော်နိုင်လို့အချားနမဲပြောင်းသွင်းရမလို့ကိုဖြစ်နေတာပြက်ကရောပဲမာလာဆိုတဲ့စကားလုံးမှာဓာတ်ရောတက်ရောနမဲရောစောက်ခွက်ရောတမန်ရောနေဝင်မျောပါနေရဲ့မအေလို့မိဘတွေကိုယ်တိုင်ကမာလာရေလို့ပြညတ်ခဲ့တဲ့ကောင်စား ဘလောက်စောက်ကြက်တွေတုံးလဲစဉ်းစားတာကြီးဆိုကမတ်ပန်ဆယ်လဲရေးသားချက်ကတော့ဒီနမည်ပြောင်းတစ်ခုဟာရိုးရိုးအတူကောင်းနမည်တစ်ခုမဟုတ်တော့ပဲဆီယာနာတိမ်မှုနောက်ပိုင်းပြည်သူတွေရဲ့စူပေါင်းခံစားချက်နာကြီးမှုနဲ့စန့်ကျင်မှုရဲ့ပြယောက်တစ်ခုဖြစ်ဘလို့အသက်ဝင်လာတယ်ဆိုတာကိုဖော်ပြနေတာပါပဲအချို့အပြင်ပြောရရင်ဒီနေ့တင်ဆက်ခဲ့တဲ့သတင်းသုံးခုစလုံးဟာတစ်ခုတည်းသောရင်းမြစ်ဖြစ်တဲ့ဆီယာနာတိမ်မှုကနေမြေပြားခံလာတဲ့ဆိုးကျိုးတွေပါပဲစီးပွားရေးပြိုလဲမှုဆိုတဲ့ဒုက္ခတွေဟာနိုင်ငံတကာမှာတရားမျှတမှုရှာဖွေနေရတဲ့ချိန်တွေ ပြီးတော့ပြည်သူတွေရင်ထဲကမကြည်အနှံ့မှုတွေကိုပေါ်ပြနေတဲ့အုံနှုံတွေဟာမြန်မာနိုင်ငံရဲ့လက်ရှိအကျက်တဲကိုဗတ်ပေါင်းဆောင်ကနေထင်ဟပ်ပြနေတာပဲဖြစ်ပါတယ်ခင်ဗျာဒီသတင်းကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်သတင်းကြောင်းလေးတွေကိုလည်းဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ logo ချော် channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အုံးလို့တိုက်တွန်းရင်းဒီနေ့တည်းဒီမှာပဲဆုံးသက်လိုက်ပါရစေအားလုံးပဲကိုယ်စိတ်ပါကျန်းမာချမ်းသာကြပါစေခင်ဗျာ